ချန်ပီယံလိမှာကစားသမားဘွား928ဂိုးမြောက်အတွင်းယူပြီးနောက်ခန္ဓာလုံးနဲ့စံချိန်ကိုစိုက်ထူလိုက်တဲ့စေကီရိုတဲ့တို့ဘရိတ်နဲ့များလုံးပဲမိလာဗျာရွှေရိုအိုင်ဘတ်ကိုရှိကောအွန်လိုင်းအချင်းကနေပြန်လဲကျိုးလိုက်ပါတယ်စေကီရိုတဲ့တို့ရဲ့အတွင်းကိုတွေအကြောင်းကတော့ပြောင်းမဆုံးပါတော့တုံးတော့ပါပဲစေကီကအသက်40ကျော်နေပြီဆိုပေမဲ့အတွင်းကိုတွေကိုအမဲလိုက်လို့ကောင်းနေစေဖြစ်ပါတယ်ကစားမဘွားမှာအတွင်းကိုပေါင်းတစ်ထောင်ပြေဖို့တိတ်မလို့တော့တဲ့ရော်နယ်ဒိုအနေနဲ့လာမယ့်နှစ်အတွင်းမှာဒီစံချိန်ကိုအရယူသွားနိုင်မှာပါ ယနေ့မနေ့ကစားခဲ့တဲ့အာရှချန်ပီယံလိပွဲစဉ်မှာဂိုးသွင်းယူနိုက်တက်ကယ်ပြီးတဲ့နောက်စိတ်ကြီးဟာတွင်းကိုနဲ့ပတ်သက်တဲ့မှတ်တမ်းကောင်းတစ်ခုကိုစိုက်ထူနိုင်ခဲ့ပါတယ်။မြက်ခင်းစိမ့်နေပေါ်ခြေချတာနဲ့စံချိန်တွေတစ်ခုပြီးတစ်ခုတင်နေတဲ့ရိုနယ်ဒိုအတွက်မှတ်တမ်းကောင်းဆိုတာကလည်းပွဲတိုင်းကိုရနေတာပါ။စံချိန်တွေနောက်ကိုကျွန်တော်ကမလိုက်ဘူး။စံချိန်တွေကလည်းကျွန်တော်ရဲ့နောက်ကိုလိုက်နေတာပါဆိုပြီးသူပြောခဲ့တယ်လို့မျိုးပဲဖြစ်ပါတယ်။ရိုနယ်ဒိုကစံချိန်များနဲ့လူသားကြီးပါပဲ။အာရှချန်ပီယံလိပွဲစဉ်မှာရိုနယ်ဒိုရဲ့ NSR အသင်းဟာ STH အသင်းကိုတုံးကုတ်ကုတ်မရှိနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ အနစာအသင်းရဲ့သွင်းကိုတွေကိုရိုနယ်ဒိုကပလန်တီကနေတကူဂျန်နဂိုးကိုတော့တိုက်ဆင်မှုတွေဂျူလိုရန်ကသွင်းယူပေးခဲ့တာဖြစ်ပါရင်အခုလိုမျိုးသွင်းကိုတကူထပ်မံရယူနိုင်ခဲ့ပြီးတဲ့နောက်မှာဆယ်ကြီးရိုနယ်ဒိုရဲ့ကစားသမားဘဝသွင်းကိုက928ဂိုးရှိလာခဲ့ပြီးဖြစ်ပါရင်ဒါပြင်ရိုနယ်ဒိုကအောက်ပါအကောင်းစားစံချိန်မှတ်တမ်းတစ်ခုကိုစိုက်ထူနိုင်ခဲ့ပါရင်အဲ့ဒီမှတ်တမ်းကတော့ရိုနယ်ဒိုကကစားသမားဘဝမှာအသက်30ကျော်နောက်ပိုင်းသွင်းယူတဲ့သွင်းကိုပမာဏကအသက်30နှစ်အောက်ပိုင်းကာလာတုန်းကသွင်းယူခဲ့တဲ့ ကိုယ်ရည်အတွက်တဲ့ပုံမှန်များပြနေတာဖြစ်ပါရင်ရိုနယ်ဒိုဟာအသက်30မပြည့်အခင်မှာပေါ်တူဂီလေဝင်းစဉ် Sporting Lisbon Man United Real Madrid တို့အတွက်စုစုပေါင်း463ဂိုးသွင်းယူထားနေတာပါအသက်30ပြည့်ပြီးတဲ့နောက်မှာရိုနယ်ဒိုဟာပေါ်တူဂီလေဝင်းစဉ် Man United Real Madrid ဂျူပင်နဲ့ NSR အသင်းတို့အတွက်464ဂိုးသွင်းယူပေးထားနေတာဖြစ်ပါရင်ဘွားဆိုတာအသက်30ကျော်မှာစတယ်လို့ချို့တွေကဆိုကြပါရင်ဒါကလည်းမှန်ပါရင်အသက်30ဆိုတာသင်ယူဖို့လိုအပ်တဲ့ပညာတွေအလုံးစုံတက်မြောက်ခြင်း လိုအပ်တဲ့အတွေ့အကြုံတွေအကုန်လုံးရရှိပြီးချင်းဘွားရဲ့မိုင်တန်ချို့ကိုဖျက်ဆီးချင်းဆိုတော့ဒီစကားဟာမှန်တဲ့လောက်မှန်တယ်လို့ဆိုရမှာပါ ရန်တို့အတွက်ဆိုရင်တော့ဒီစကားဟာလုံးဝအောက်တုံမှန်ပါတယ်ပေါ်သမားများစုဟာအသက်30ကျော်အသင်းဆိုတာနဲ့နေဝင်ချင်းစီကိုရောက်သွားတယ်ဆိုပေမဲ့စေကြီးအတွက်ကတော့အသက်30ကျော်မှလူငယ်လေးတွေလိုစံချိန်မှတ်တမ်းတွေတစ်ခုပြီးတစ်ခုစိုက်ထူပြသွားခဲ့တာဖြစ်ပါရင်ရန်တို့ကအသက်30မတိုင်ခင်မှာချန်ပီယံလိနှစ်ကြိမ်အမတ်ပေးပလာ3ကြိမ်ဘလွန်ဒီယောဆု2ကြိမ်တို့ကိုပဲရထားတာပါအသက်30နောက်ပိုင်းမှာတော့နောက်ထပ်ချန်ပီယံလိ3ကြိမ်အမတ်ပေးပလာ3ကြိမ်ဘလွန်ဒီယော3ကြိမ်တို့ကိုထပ်မံရရှိထားတာဖြစ်ပါရင်ဒါကြီးကတော့ကျန်းတော်မာရင်အသက်30နောက်ပိုင်းကစားသမားဘဝမှတ်တမ်းကအသက်30မတိုင်ခင်ကစားသမားမှတ်တမ်းထက်ပိုကောင်းတယ်ဆိုတာကိုရန်တို့ ုလုပ်ပြနိုင်တဲ့ပုံစံမျိုးပါပဲဒီလိုမျိုးလုပ်ပြနိုင်မှုဆိုတာတခြားသောကစားသမားတွေအတွက်ဖြစ်နိုင်ခြင်းနဲ့လို့ပါတယ်ဒါဟာ random mode လို့လုပ်ပြနိုင်တာဆိုတာတန်လျာဖြစ်စရာတော့မလိုပါဘူး random က NSR တဲ့အတွက်လက်ရှိအချိန်မှာစုစုပေါင်းတရားနှစ်ပွဲအထိကစားထားပြီးဖြစ်ပြီး62ခုအထိတွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်စေကြီးနေနဲ့နောက်ထပ်ဘလို့မှတ်တမ်းကောင်းတွေကိုရယူသွားနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ် ။ဟုတ်ကဲ့ပါမြောင်ဗီဒီယိုလေးကဒီကပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချောက်လိုက်ရပါရခင်ဗျာ။